အားလုံးမင်္ဂလာပါရှင်။ RC တုတဆုံယတဆုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမ NG ပါ။ဒီတစ်ခေါက်ဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့ဆရာအက်ကဆိုရဲ့ဆုံးထီကြီးဥပသားရဲ့ဇလံတွေတွေကဆုံးထီကြီးဥပသားနဲ့ညောက်ဖြစ်သွားသောကလေးများဆိုတဲ့အပိုင်းကိုဆက်လက်ဖတ်ပြပေးချင်ပါတယ်ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။ဥပသားအကြောင်းဆက်ကြအောင်စုပြ။ အเจ้าအရာခေါင်းစဉ်ကိုပြောလိုက်တာနဲ့ခမည်းတော်တော်တော်ကိုစိတ်ဝင်စားသွားကြရဲမဟုတ်လားဒီအဖြစ်ကတကယ်ဗျတကယ်ဖြစ်ခဲ့တယ်လို့ပြောရတာချက်ဆိုင်ရင်တော့ကျုပ်ကိုယ်တိုင်ဖြစ်ခဲ့တဲ့ကိုတွေ့လို့ပြောရင်ပုံမှန်ပဲဗျဒီအเจ้าမပြောခင်ပါဥပဒါအเจ้าနည်းနည်းလေးပြောပြရအောင်မေးဗျဥပဒါကြီးကစုံမမသိအောင်ကိုအနေယူပြီးအေးလို့နဲ့သူကြီးပါအမေရန်ကုန်းကြီးကိုငုံထားပြီးတော့ခပ်ပြုံးပြုံးကြီးနေတက်တဲ့သူပေါ့ရွာကလူတွေကတော့ သူ့ကိုဆုံးလို့သိတဲ့သူလည်းရှိတယ်။မသိတဲ့သူလည်းရှိတယ်။မျက်စိနဲ့တအံ့မမြင်ရလို့မယုံကြတဲ့သူတွေလည်းရှိတာပေါ့။တုတ်တုတ်ခေကဆုံးလို့ကဝေတို့ပိုက်နှန်းရှင်တို့တရဲတို့ဆိုတာကပိတ်ပင်ထားတဲ့အရာတွေပေါ့ဗျာ။တုတ်တုတ်ငငယ်ကတော့ဆုံးခါတွေပါလိချိလိုက်ရသေးတယ်။ပိုက်နှန်းတွေအကြောင်းရိုက်ထားတဲ့ရာဇဝင်ကားတွေဆိုရင်လေအရန်ကိုကြည့်ကောင်းတာဗျာ။ကြုံလုံးပြောရအောင်မယ်။တုတ်တုတ်ငငယ်ကရုပ်ရှင်ကြည့်ချင်ရင်အခုခက်ပွဲတွေတွင်းတယ်လို့မျိုး ွဲခေါ်သွင်းရတာဗျ။ယာယီဆောက်ထားတဲ့ရုပ်ရှင်ယုံထဲမှာညဖက်ကြတော့ရုပ်ရှင်ပြဆက်နေပြတာ။ရုပ်ရှင်ကအဟောင်းတွေညားပါတယ်ဗျာ။လူကြီးတွေကတော့အချစ်ကားတွေပါတယ်စိုက်တယ်။ကျုပ်တို့ကလေးတွေကြတော့တက်နှစ်ပြက်တဲ့ကားတို့ဓာတ်ခေါက်တဲ့ကားတို့တိုက်နှန်းရှင်ကားနတ်ကားပေါ့။မမရရဆိုကျုပ်တို့ငငယ်ကကြည့်ခဲ့တဲ့ A1 ကရိုက်တဲ့ဥရှင်ကြီးဆက်လက်ဆိုရင်တော်တော်ကိုကောင်းတာဗျာ။ ကင်မရာ trading နဲ့ရေးအောက်မှာနဲ့ညီအမတွေနဲ့နဲ့နန်းကြီးဆိုရင်တိတ်ကြီးကိုကောင်းပြမိုးပေါ်ပြန်တဲ့အခန်းတို့ရေးအောက်မှာကူးနေကြတဲ့အခန်းတို့ဆိုရင်အယံကိုကြည့်ကောင်းတာပေါ့အေးပြောရင်နဲ့လမ်းလွဲသွားပြန်ပြီဗျာနောက်တော့အဲ့ဒီတိုက်ကားတွေနတ်ကားတွေတရေကားတွေရိုက်ခွင့်မပေးတော့ဘူးဗျာစာအုပ်စာပေးလဲထုတ်ခွင့်ပိတ်လိုက်တယ်လို့ကြားတယ်လူတွေကြောက်ကုန်ကြမှာစိုးလို့လူတော့ပြောကြတာပဲဗျာ ဲ့ဒီလိုပိတ်လိုက်ပြီးတော့ကျုပ်တို့လူနောက်ပေါက်တွေကတရေတွေပါတွေလုံးဝမယုံကြည်ကြသလိုစုံတို့ကွေတို့ဆိုရင်လည်းအပေါ်တွေပြောပြီးချင်းချုံနေတယ်လို့ထင်ကြတာဒါကြောင့်ဥပောက်သားကြီးကစုံတီကြီးဆိုတော့ကိုဘယ်သူပြောပြောမယုံတဲ့သူတွေကရှိတယ်ဥပောက်သားကြီးကဘာကိုမကြိုက်ဘူးလဲဆိုတော့ဆဲတာကိုလုံးဝမကြိုက်ဘူးဗျသူလည်းတိမ်ဆဲဘူးသူ့ရှေ့မှာစူဆဲနေတာကိုတွေ့ရင်လည်းမကြိုက်ဘူးဗျကျုပ်အဖေပြောပြတာကတော့ ဥပပါကြီးရဲ့အမေဆုံးမတော်ပြင်းကြီးကအရန်အစဲတန်တာတဲ့မိုးလင်းတာနဲ့ရွာထိပ်မှာဆဲတန်ကြားရပြီဆိုရင်အဲ့ဒါတော်ပြင်းကြီးပဲတဲ့ဒါကြောင့်ဥပပါကြီးကသူ့သားဆိုတော့သူ့အမေဆိုတာဆဲတာကိုအမြဲခံနေရလို့ထင်ပါရဲ့ဗျာဆဲတာဆိုတာလုံးဝမကြိုက်ဘူးသူ့ဘုအညာသားတွေအဖို့ကတော့အစိမ့်ဆိုတာကထမင်းစားရေတပ်ပဲဗျာသူ့တို့ဒေသကလူတွေကခင်ရင်လဲဆဲကြတာ စကားပြောရင်လည်းအစဲလေးနဲ့ပြောဖို့မှတယောက်နဲ့တယောက်ခင်တယ်လို့ထင်ကြတာဗျရုပ်စွာအစုံလမ်းမှာတွေ့လို့နှုတ်ဆက်ရင်တော့မှဆဲပြီးနှုတ်ဆက်ကြတာလမ်းမှာတယောက်နဲ့တယောက်တွေ့ရင်ဥပဒုလားကိုပဲဝါလားဘာလို့တားလဲအဲ့ဒီလိုပြောပြီးနှုတ်ဆက်တတ်တာမျိုးမဟုတ်ဘူးဗျကတော့ပါရဲ့ဗျလမ်းမှာများတယောက်နဲ့တယောက်တွေ့ရင်ဟာငါလုံးမသားရင်မင်းဘာလာလို့တားလဲဆိုပြီးအကျဲကြီးអော်ပြီးနှုတ်ဆက်ထားဗျတစ်ဖက်ကလူကလည်းခွေးမှာသားကြီးမင်းရောဘာလာလို့တားလဲဆိုပြီး ပြန်ပြီးနှုတ်ဆက်တတ်တာမျိုးဗျ။တခြားသူတွေကတော့ကျုပ်တို့ကိုမိုက်ရိုက်တယ်လို့ထင်ချင်းထင်ချလိုက်မယ်။ကျုပ်တို့အတွက်ကတော့အဲ့ဒါလိုဆဲတာကတိတ်ပြီးထွီထွီထူးထူးမဟုတ်ပါဘူး။အဲဒါပေမဲ့ကိုနဲ့မခင်တဲ့သူကြတော့သွားပြီးမဆဲကြပါဘူး။ခင်လုံးမင်းတို့မှသာအဆဲခံရတာကလား။စာရေးစရာကိုလည်းကျုပ်တို့ရွာကိုဖိတ်ချင်တယ်။ရွာကလူတွေနဲ့တော့တိတ်ပြီးမခင်စင်နဲ့ပေါ့ဗျာ။ ခင်သွားရင်တော့နောက်တစ်ခါရွာကိုလာရင်အကုန်လုံးကဆဲပြီးနှုတ်ဆက်ကြမှာဗျ။အဲ့ဒီလိုအဆဲကဒလစ်ဖြစ်နေတဲ့ကျုပ်တို့ရွာမှာကရွာဦးချောင်းဖုံးတော်ကြီးကစပြီးတော့ဟိုးဘောက်ပြီးမပါတဲ့ကလေးအထည်ဆဲတက်တယ်။စကားပြောရင်လည်းအဆဲကလေးနဲ့မှပြုတ်တက်ကြတယ်လေ။ဒါပေမဲ့ဥပသားကြီးကတော့ဆဲခဲတယ်ဗျ။တစ်ခါတလေတော့ဆဲတာပေါ့ဗျ။ကျုပ်တို့ရွာသားပြီပဲကို။ကျုပ်အိမ်မှာ ေကတော့တိတ်ပြီးဆေးတွေမရှိပေမဲ့အစင်းတန်တာကတော့အမေးကြီးပြမိုးလင်းလို့မျက်စိနှလုံးပွင့်လိုက်တာနဲ့တုတ်တုတ်အိမ်ဝိုင်းထဲမှာအမေဆေးတန်ကညံ့နေရောပဲဆေးလေဆေးချင်စရာပဲပြုတ်ကျုံမကမွေးချင်းရှစ်ယောက်ရှိတာခုနှစ်ယောက်ကယောက်ျားလေးတွေကြီးပဲလေကျုံအောက်ကအငယ်ဆုံးကတော့မင်းကလေးပါသူနဲ့ကျုံနဲ့ကငါးနှစ်လောက်กว่าတယ်ကျုံအပါအဝင်အပေါ်ကကလေးတွေအားလုံးကယောက်ျားလေးတွေကြီးပဲဗျာ ြီးတော့အမေကတစ်ယောက်နဲ့တစ်ယောက်တစ်နှစ်နှစ်နှစ်လောက်ပဲကြွားတော့မို့လို့အားလုံးကအသက်မတိမ်မရိပ်လိကြီးပဲကျုပ်အသက်၁၀နှစ်လောက်မှကျုပ်အကိုအကြီးဆုံးကအသက်၂၀ကျော်အင်ထုံကြနေပြီဒုတိယအကိုကလည်း၁၈နှစ်လောက်ဆိုတော့လူပြိုပေါ့ဗျာကျန်တဲ့ညီအကို၅ယောက်ကတော့ကလေးသားသားတွေဆိုတော့စော့လိုက်တာပြောင်းစံလို့ပေါ့ဗျာအမေကလက်မစွဲနိုင်တော့ကျွန်တော်တို့ကိုကလော်ပြီးတော့ကိုဆဲတော့တာပေါ့တုတ်တုတ်ကလည်းတုတ်တုတ်ပဲပြော အဲ့ဒီအချိန်ကတော့တော့ကိုကဲခဲ့တာအိမ်မှာဘာအပင်မှမနေရဘူးမလကာပင်ဆိုရင်လေကျုပ်တို့ကအသေးကင်းတော့မှစောင့်ပြီးခူးစားကြတာဆိုတော့မလကာပင်ခမရလေမသေးုံတမေပဲမကြီးပင်ဆိုရင်လေထိုးနည်းလကောင်းပဲအေးတရက်ပင်ကြီးကြတော့အသေးမရှိတဲ့အချိန်ဆိုရင်အနားရပင်ပဲအသေးသေးတဲ့အချိန်ဆိုရင်တော့သူ့လက်ကျုပ်တို့တန်ကိုခိုင်းရတာပဲအပင်တွေကြီးပဲလားဆိုတော့မဟုတ်သေးဘူးဗျကျုပ်တို့ကအိမ်ကပစ္စည်းတွေလဲအကုန်ယူဆော့တာ ထမင်းအိုးဟင်းအိုးရောက်မကအစအမေမသိအောင်ခိုးယူပြီးဆော့ကြတာဆော့ပြီးရင်လည်းဆော့ပြီးတဲ့နေရာမှာပြတ်ထားခဲ့ကြတာပဲညနေအမေထမင်းချက်တော်မှရောက်မတွေ့ဘူးဆိုရင်တို့တို့ကိုကလော်ဆဲတော့တာအမေကလေအစဲတယ်မဟုတ်ဘူးလက်တံကလည်းတိတ်ပြောင်းတာအနားရှိလူကတော့ကောင်းခောက်ခံရမယ်ဘိုက်ကျော်ပေါင်တွင်ကျော်လိန်ဆွဲခံရမယ်နတ်တံမွေးဆွဲခံရမယ်လက်ထဲမှာရောက်မရှိရင်ရောက်မနဲ့ရိုက်တယ် ဓာန်အိုးဖုံးရှိရင်တော့ဓာန်အိုးဖုံးနဲ့ထုတ်တယ်အဲ့ဒီလိုကိုလက်ကသိမြင်နာဗျကျွတ်တူကလည်းအမိအနာကိုသိမကက်ရဲကြဘူးပေါ့ဗျာမြောက်ဖြစ်တဲ့အကြောင်းပြောရမယ်ဆိုရင်တော့တနေ့ကျတော့ကျွတ်တူအိမ်မှာအတူတခုလုပ်တယ်ဗျကျွတ်ကလည်းအဲ့ဒီတုန်းက10နှစ်တောင်မပြည့်သေးဘူး9နှစ်10နှစ်လောက်ဖြစ်မှာပေါ့ဘာအလူလဲတော့ကျွတ်မမတ်မိဘူးဗျဒီအကြောင်းတွေကိုလည်းကျွတ်ကမမတ်မိဘူးအမေတို့ကနောက်ပိုင်းပြောပြောနေလို့သာသိရတာဗျ လူလောက်တော့တကြီးအလူဆိုတော့အလူပိန်ကလေးဖြစ်နေပါစေတရွာလုံးကလာစားကြတာပေါ့ဗျာဟင်းကတော့အသားဟင်းမဟုတ်ပါဘူးငရုတ်သီးဆက်ဆက်နဲ့ကြော်ထားတဲ့ငချောက်ကျော်စက်သွင်းနေခတ်ထားတဲ့မန်ရောင်ဟင်းရည်နဲ့အချင်းအတွက်ကတော့တရက်ချင်းကိုဂေါ်ဘီများများနဲ့တပ်ထားတာပေါ့ဗျာဒါလဲစားတဲ့သူတွေကကြိုက်တာပဲအားရပါရစားကြတာပေါ့ဗျာအဲ့ဒီအချိန်မှာဥပဒါကြီးကလည်းရောက်လာတယ်ဗျာသူကလူနေနေပတ်သွားပြီး အေးအေးဆေးဆေးဖြစ်သွားတဲ့အချိန်မှရောက်လာတာမနေ့တုန်းကလောက်တော့လူသိမစီတော့ပြီမဲ့လူတွေကတော့ရှိနေကြတာပါပဲထမင်းစားတဲ့သူကစားစိတ်လိုက်ဖွာရင်လက်ဖက်စားရင်စကားပြောတဲ့သူကပြောနေတာပေါ့အမေတို့လည်းဧည့်သည်တွေကိုဧည့်ခံရင်းစကားပြောနေတယ်တွတ်တုတ်ကလေးတွေကတော့သိတဲ့အတိုင်းပေါ့အလူမန်တက်ထဲပြေးစော့လိုက်ဝါနဲ့ယာကြီးလောက်ထားတဲ့မန်တက်တိုင်တွေကိုဖက်တက်လိုက်နဲ့ပြေးလွားပြီးပြောနေကြတာပေါ့ဗျာ အမေကတော့ကျွတ်တူကိုကြည့်ရင်အမြင်တွေကပ်လာတာပေါ့ဟဲ့တေးချင်းစိုးပင်တာလေးတွေမြောက်တောက်တွေအဲ့ဒါဟင်းရောအပူကြီးဟဲ့တော့မထီနဲ့ဟဲ့မြောက်တွေရဲ့မန်တက်တိုင်ကိုချွားတိုင်မှတ်ပြီးဖတ်တက်မနေကြနဲ့မန်တက်ပြိုလို့မန်တက်ထဲကမအိမ်လို့ကြီးတွေအကုန်ပိတ်ပြီးမတာပို့ကုန်မယ်အမေစဲတန်ကိုကြားပြီးတော့ဥပပါကြီးကထမင်းစားနေရင်းနဲ့အမေကိုစိုက်ကြည့်လိုက်တယ်ဗျဟဲ့တကြီးကတော့ညီကလည်းဝက်ကောင်စားလာချေဝတ်ထားပြီး အဲ့လိုအမကြီးဖြစ်နေတာကိုအော်ဆဲနေရတာလားအမေကလည်းသိမကျင်တတ်ဘူးလေအဟုတ်ဘာဖြစ်လဲဒီမြောက်တွေကိုတက်လို့ဆဲမှာတော်ကကြတာဥပါသွားကြီးညီအေးကောတာသမီးကိုမြောက်တွေလိုမပြောပါနဲ့ဟာသူတို့ကယောက်ျားလေးတွေပဲဟာတက်လို့တော့ဆော့မှာပေါ့ဟုတ်တော့ဟုတ်တယ်အမေကကျုပ်တို့ကိုအမြဲတမ်းမြောက်တွေမြောက်လောင်းတွေလိုအမြဲခေါ်ရဲဗျအမေဆဲနေတာကိုကြည့်ပြီးဥပါသားကြီးကလည်းကြာတော့ နာကြာပြင်ကလာတယ်ထင်ပါရဲ့ဗျာဟဲ့မတန်နင်သားသမီးတွေကိုဒီလောက်တောင်မြောက်ဖြစ်စီချက်သလားဟဲ့အဲ့ဒါလို့ပြောပြီးတော့စားလက်စာပကန်းကြီးကိုစပွဲပေါ်စောင့်ချပြီးလက်တော်မစေးပဲမန်တက်ထဲကချီလန်းကျေးကြီးနဲ့ထွက်သွားပါရောမန်တက်ရှိမှစော့နေတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးခြံဝိုင်းထဲကနေထွက်သွားတာပေါ့နောက်တော့မန်တက်ထဲထိုင်နေတဲ့အကြီးဝိုင်းကအမေကိုလှမ်းပြောတယ်တဲ့ဟဲ့ဟဲ့မတန်ကြီး ညီညီကလေးတွေကိုကြည်စမ်းပါအောင်အေးကျောက်အမေကလည်းကစားနေတဲ့ကျုပ်တို့ကိုလှမ်းကြည့်လိုက်တော့အရင်ထိတ်လန့်သွားတယ်တဲ့ထိတ်လန့်မှာပေါ့ပေါ့မန်တက်ရှိနာမှာထိုင်ဆော့နေတဲ့ကျုပ်တို့ခလေးတတိုက်ကမြက်ကလေးတွေဖြစ်သွားကြတာကိုအင်ဂျင်ဝတ်စားကတော့ပတ်ထားပြီးမဲ့ဘောင်းပီချားတွေကအမီကောက်ကောက်ကလေးတွေက ထွက်နေပြီးတော့လက်တွေခြေလုံးတွေကလည်းမြက်လက်တွေအဖြစ်ပြောင်းသွားတယ်အမွေးတွေကလည်းညွညွလေးတွေတစ်ခုလုံးကိုအုပ်နေတာပဲတဲ့ဗျာ အမေတို့ကလည်းငိုကြတော့တာပေါ့အဖေကတိတ်သွားတော့အိမ်ကနေထွက်လာတယ်အမေတို့ကနင်တို့ဘာပဲလှုပ်လို့လဲလို့မေးတာပေါ့အမေကအဲ့ဒီတော့မှခုနကဥပဒါကြီးရှိမှကလေးတွေကိုမြောက်တွေးလို့ဆဲတော့ဥပဒါကြီးကမဆဲပါနဲ့ဆိုပြီးပြောသေးတာပဲရှင်သူလှုပ်သွားတာလားမသိပါဘူးနော်အဖေကအမေကိုဖိဆူပြီးတော့ကျုပ်တို့ကိုခေါ်ပြီးဥပဒါကြီးအိမ်ကိုလက်ခတ်ချတယ်တဲ့ တူတူကလည်းမြောက်ဖြစ်သွားတော့ပိုးဆော့ကြတာပေါ့ဗျာကျုပ်ဆိုရင်ဂျွန်းတွေချိပဲပတ်ထုံးနေတယ်ဆိုပဲဥပဒါကြီးချန်နဲဝင်လိုက်တော့ဥပဒါကြီးကအိမ်ပေါ်တက်တဲ့လေကတိမှာထားရင်ပြုံးပြီးကြည်နေတယ်ဆိုပဲဗျာအမေတို့ကလည်းပြန်တောင်းပန်တာပေါ့ဥပဒါကြီးကခါထောက်ပြီးတော့ဒါငါမဟုတ်တော့မဟုတ်ဘူးညီးလောက်တာလေညီးပဲမြောက်ကလေးတွေကိုတားအဖြစ်လိုချင်နေမဟုတ်လားအမေကငိုယူပြီးတော့တောင်းပန်ပါတယ်ဥပဒါကြီးရဲ့ ခြေစုပ်ပြုတ်ပြီးတော့ကျမသားလေးတွေကိုလူအဖြစ်ပြန်ပြောင်းပေးပါတော့နောက်ဆိုရင်လေကျမစကားအပြောအဆိုစင်ကြင်ပါမယ်အေးညီကိုငါမကြိုက်တာစားပြီညီနေအေးစကားဆိုတာပြောရမကောင်းဘူးဟာနင်တို့သားပညာတွေတိုက်ရင်နင်တို့သားသမီးတွေအရင်ဆုံးအသိဆုံးနဲ့အရင်သိကုန်ကြမယ်ဆိုတာနင်တို့သဘောပေါက်ရဲ့လားနောက်တော့ဥပဒါကြီးကသူ့အိမ်ဘုတ်ကိုတက်သွားတယ်တိုင်မှာချိန်ထားတဲ့နှပြောသည်တဖြီးကိုယူလိုက်တယ် ငပြိုသည်ကတော့ဖီချင်ငပြိုသည်အလုံးသေးသေးလေးတွေပါမဲ့တာတော့မဲ့နေပြီသူကငပြိုသေးတွေတလုံးချင်းဖြုတ်လိုက်ပြီးတုတ်တုတ်စီကိုလှန့်ပစ်ပေးတဲ့တုတ်တုတ်မြောက်ကလေးတွေကလည်းငပြိုသေးတွေကိုဂျုံထိုးပြီးဖမ်းလိုက်ခုံပြီးဖမ်းလိုက်နဲ့ဖမ်းနေကြတာနောက်တော့တုတ်တုတ်ငပြိုသေးခွာစားပြီးသိမကြဘူးဗျအမီးတွေလည်းပြတ်ကုန်ပြီးအကုန်လုံးပက္ကရီအတိုင်းပြန်ဖြစ်သွားတယ်လေအမီးတို့လည်းဥပဒေကြီးကိုတောင်းပန်ပြီးတော့ ။နောက်ဆိုရင်အစဲအစူဆင်ကျင်ပါမေးဆိုပြီးတော့တတိပေးပြီးပြန်လာခဲ့တယ်တဲ့။တို့တို့ကတော့ဘဲတိလိမ့်မလဲ။အိမ်ရောက်တော့လဲဆော့လို့ကောင်းလို့လေ။အဲ့ဒီနောက်ပိုင်းကစပြီးအမေကတို့တို့ကိုမြောက်တွေးလို့ဘဲထော့မှမပြောတော့ဘူးတဲ့။တို့လည်းတိတက်လာတဲ့အရွယ်မှာတို့တို့ကိုမြောက်တွေးမြောက်လောင်းတွေးလို့ခေါ်တာတခါမှမကြဘူးဘူး။တို့တို့တကယ်မြောက်ဖြစ်သွားတော့အမေကကြောက်သွားတယ်ထင်ပါရဲ့တို့တို့ကိုအိမ်နံပါတ်တွေပဲပေးပြီးအဲ့ဒီအတိုင်းပဲခေါ်တော့တာပေါ့ဗျာ ဒါတော့တုတ်တုတ်ငငယ်ကမြောက်ဖြစ်သွားတဲ့အကြောင်းကလေးပါဒီနေ့တော့တော်တော့ပြီးဆာရေးစရာရေးနောက်နေ့တွေကျရင်တော့ဥပဒါကြီးအကြောင်းကိုထပ်ပြောပြချင်းသေးရဲ့ဗျာ